ပေါ်ကျော်ချိုထွန်းအောင်ဟာနေပြည်တော်နိုင်ငံတော်ကာကွယ်ရေးတပ်ကတူ NDC မှာစစ်ဘက်ဆိုင်ရာဗာဒံရက်တွေတင်ကြားပို့ချပေးနေသူဖြစ်ပြီး၎င်းကိုစစ်ကောင်းဆောင်မြောင်းတိုင်းကိုရိုင်းဝနကျော်ထင်ပွဲပေးအပ်ထားတယ်လို့ Golden Valley Warriors အဖွဲ့ကထုတ်ပြန်ပါတယ်။ ။ဒေဇာပြိကခံရပြီးနေရာမှာပဲတည်သွားပါတယ်။စစ်စေးရုံကိုတည်သွားပါတယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်သူက ARD Times ကိုပြောပါတယ်။စစ်ကောင်းဆောင်မြောင်းလိုက်ဟာပြီးခဲ့တဲ့2023ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကဗိုလ်ချုပ်ချုပ်ထွန်းအောင်ကို၎င်းကိုယ်တိုင်ဝနကျော်ထင်ပွဲတစ်စိမ့်နဲ့ရွှေငါးချက်တန်းဂုံပြုစုချင်းမြင့်ခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်ချုပ်ထွန်းအောင်ဟာ NDC မှာနိုင်ငံတော်လုံခြုံရေးအကြံဖတ်မှုတိုက်ဖြတ်ရေးဘာသာရပ်နဲ့ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားပေးနေသူဖြစ်ပြီး NDC ဟာစစ်တပ်ရဲ့ဗိုလ်မှူးကြီးအဆင့်ကနေစတင်တက်ရောက်ရတဲ့အရေးပါတဲ့အဆင့်မြင့်စစ်တင်နှံကြောင်းတစ်ခုဖြစ်ပါတယ်။ဗိုလ်ချုပ်ချိုထွန်းအောင်ဟာကမ္ဘောဒီးယားနိုင်ငံတမ်မတ်ဖြစ်ဆောင်ရွက်ခဲ့ပြီးမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိချိန်ကစလို့စစ်တပ်အရာရှိကြီးတွေကိုစစ်ဘက်ဆိုင်ရာတင်ကြားမှုတွေကိုတင်ကြားပေးနေသူဖြစ်ကော စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အားထားရသူတွေထဲမှာတဝူအပါဝင်ဖြစ်တယ်လို့ Golden Valley Warriors အဖွဲ့ထံကသိရပါတယ်